လူသိမ့်မသိကြတဲ့ပုတ်ရဟန်းမင်းကြီး Francis ရဲ့စိတ်ဝင်စားဖွယ်ရာများရွှေရောင်ဝိယုံဘုရားသခင်ရဲ့ကိုယ်စလဲကဘာတဝမ်းတန်မောင်းများစွာသောကက်သလစ်ဘာသာဝင်တို့ရဲ့အုပ်ရှောင်းဒီလိုပြောလိုက်တာနဲ့ဒါဟာပုတ်ရဟန်းမင်းကြီး Francis ကိုပြောတယ်ဆိုတာပရိသတ်တွေသိကြမှာပါဒါပေမဲ့ဒီယာရီရဲ့နောက်ကွယ်မှာတာမန်လူသားတူဘဝကိုရိုးရိုးရှင်းရှင်းဖြတ်တန်းခဲ့တဲ့လူတယောက်ဘာသာရေးကောင်းဆောင်တူမဖြစ်ခင်ကတည်းကစိတ်ဝင်စားစရာအတွေ့အကြုံတွေအများကြီးရှိခဲ့တဲ့လူတယောက်ရှိလို့နေပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ Alpha Wave Media နဲ့အတူဘုံရ င်ဂျီဖရန်စစ်စ်ရဲ့ဘဝအကြောင်းကိုကြေလာကြည့်လိုက်ကြရအောင်ပါ။ပုံရံဝင်းဂျီဖရန်စစ်စ်ရဲ့အမိရင်းကတော့ဂျော့မာရီယိုဘာဂိုလီယိုလို့ခေါ်တာဖြစ်ပြီး1936ခုနှစ်ဒီဇင်ဘာလ19ရက်နေ့မှာအာဂျင်တီးနားနိုင်ငံဘူနိုအေရီစ်မြို့မှာမွေးဖွားခဲ့ပါတယ်။သူဟာအီတလီရွှေပြောင်းခြေချသူမိသားစုကဆင်းသက်လာပြီးတော့ဖခင်ကရထားလမ်းလို့တမမိခင်ကတော့အင်ရှင်မအဖြစ်လောက်ကင်ပါတယ်။ငယ်ဘဝမှာဘာဂိုလီယိုဟာတာမန်ကလေးတယောက်လိုပဲဘောလုံးကစားတာငွေချင်းနဲ့အချိန်ဖြုံးတာ။ ်မိသားစုနဲ့အတူပျော်ရွှင်စွာနေထိုင်တာတွေပြုလုပ်ပါရည်။ဒါပေမဲ့သူ့ရဲ့ဘဝဟာအမြဲတမ်းဘန်းကင်းလန်းတော့မဟုတ်ခဲ့ပါဘူး။အသက်၁၂နှစ်အရွယ်မှာပဲအဆုတ်တချမ်းကိုဖယ်ရှားခဲ့ရတဲ့ဂျမားကြီးပြဿနာနဲ့ရင်ဆိုင်ခဲ့ရပါရည်။ဘာဂိုလီယိုနီနဲ့အင်ဂျင်နီယာတယောက်ဖြစ်ဖို့အတွက်ရည်ရွယ်ခဲ့ပေမဲ့နောက်ပိုင်းမှာဘာသာရေးဘက်ကိုဦးတည်ပြီးစိတ်ဝင်စားလာပါရည်။အသက်၂၂နှစ်အရွယ်မှာတော့ဂျေဆူရဲ့အဖွဲ့ဝင်တယောက်ဖြစ်လာပြီးဘာသာရေးပညာတွေကိုလေ့လာသင်ယူခဲ့ပါတယ်။သူဟာဉာဏ်ရည်ထက်မြက်တဲ့ကျောင်းသားတစ်ဦးဖြစ်ခဲ့ပြီးတော့ဒသနိကဗီရာနဲ့ဘာသာရေးပညာရည်ဒီမှာထူးချွန်ခဲ့ပါတယ်။ ဒါပေမဲ့သူရဲ့စိတ်ဝင်စားမှုဟာစာအုပ်တီထဲမှာပဲမြေတန်းခဲ့ပါဘူး။သူဟာဆင်းရဲသားတွေနဲ့ဦးမဲ့အိမ်မဲ့တွေကိုကူညီပေးတဲ့လူမှုရေးလုပ်ငန်းတွေမှာလည်းတက်တက်ကြွကြွနဲ့ပဲပါဝင်လှုပ်ဆောင်အားပေးခဲ့တာဖြစ်ပါလိမ့်။ဘာသာရေးကောင်းဆောင်တို့လည်းဖြစ်လာပြီးတဲ့နောက်မှာဘာဂိုလီယိုဟာသူ့ရဲ့ရိုးရှင်းတဲ့ဘဝနေထိုင်မှုကိုဆက်လက်ထိန်းသိမ်းခဲ့ပါလိမ့်။သူဟာဇိုင်းငံပစ္စည်းတွေကိုရှောင်ရှားပြီးတာမန်လူတွေနဲ့ရောနှောနေထိုင်ရတာကိုပို့ပြီးသဘောကျပါလိမ့်။ဘရူနိုအေရီစ်မြို့မှာ ဒိုင်းချုပ်ဖုံးတော်ကြီးဖြစ်နေစေမှာလေဘတ်စကားနဲ့အများပြည်သူတည်ယူဖို့ဆောင်ရွက်ဖို့အသုံးပြုပြီးစီးရင်သားရက်ွက်တွေကိုတွားရောက်ခါလူမှုရေးလုပ်ငန်းတွေကိုကူညီခဲ့ပါတယ်။ပုံရဟမင်းကြီးဖရန်စစ်စာတမိုင်းမှာပထမအဦးဆုံးလက်တင်အမေရိကတိုက်ရဲ့ပုံရဟမင်းကြီးဖြစ်ပါတယ်။သူရဲ့ရွေးချယ်ခံရမှုကကက်သလစ်ချာ့ချ်အတွက်အပြောင်းအလဲတစ်ခုစတင်ဖြစ်ပေါ်စေခဲ့ပါတယ်။သူဟာကက်သလစ်ချာ့ချ်ကိုပုံမပွင့်လင်းပြီးခင်းနဲ့အညီပြောင်းလဲဖို့ကြိုးစားနေပါတယ်။ဒါ့အပြင်ကမ္ဘာငြိမ်းချမ်းရေးလူမှုရေးတရားမျှတမှုနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်လည်းအမြဲတမ်းတိုက်တွန်းနေပါတယ်။ အဖဘကပြည်စုံနေတဲ့ရေချင်းရှိတဲ့သူလိုထင်ရပေမဲ့ဝေဖန်မှုတွေတော့မကင်းသလိုလုံးဝကြီးပြည်ပြည်စုံနေတဲ့သူမျိုးလဲပုံရမ်းမင်းကြီး Francis ကမဟုတ်ပြန်ပါဘူး။ပုံရမ်းမင်းကြီး Francis နဲ့ပတ်သက်လို့လူတွေဝေဖန်မှုအများဆုံးအကြောင်းအရာတွေကတခုကတော့လိမ်ပိုင်းဆိုင်ရာမှာလွဲသွန်းစားလုပ်ပြီးအဲ့ဒါတွေကိုခေါင်းဆောင်နေမှုပါပဲ။ဒါကလေးချချာဆယ်စုနှစ်ပေါင်းများစွာကြာအောင်ဖုံးတော်ကြီးတွေနဲ့ကလေးငယ်တွေကိုလိမ်ပိုင်းဆိုင်ရာမှာအလွဲသွန်းစားမှုတွေရှိတယ်ဆိုပြီးပြဿနာတွေစတင်လာခဲ့တာဖြစ်ပါလိမ့်။ ဗုံရမ်းမင်းကြီး Francis ဟာဒီပြဿနာရဲ့ဆိုးဝါးမှုကိုအသိမှတ်ပြုခဲ့ပြီးတော့ဂျူးလွန်သူတွေကိုရေးယူဖို့နဲ့ဓားကောင်တွေကိုကူညီဖို့အတွက်ဂရီကိုလေးပြုခဲ့ပါတယ်။ဒါပေမဲ့ဝေဖန်သူတွေကသူ့ရဲ့လှုပ်ဆောင်မှုဟာနှီးကွယ်လွန်နဲ့ထိရောက်မှုမရှိဘူးလို့ထောက်ပြကြပါတယ်။တချို့ပြည်ရဲ့ဒီမှာအလွဲသုံးစားဂျူးလွန်သူဖုံးတော်ကြီးတွေကိုရာထူးကနေဖယ်ရှားဖို့ဒါမှမဟုတ်တရားစွဲဆိုဖို့ပြကွက်ခဲ့တယ်လို့ဆွဆွဲကြပါတယ်။ဒီပြဿနာကိုဂိုင်းတွေတဲ့နေရာမှာပွင့်လင်းမြင်သာမှုနဲ့တာဝန်ခံမှုအားနည်းတဲ့ဆိုတဲ့ဝေဖန်မှုတွေကိုလည်းကြဲကြဲပြန့်ပြန့်ရှိနေဖို့လိုအပ်ပါတယ်။ နောက်ထပ်အငင်းပွားစရာအကြောင်းတစ်ခုကတော့ LGBT နဲ့ပတ်သက်တဲ့ယက်တီချက်ပါပဲ။ဗိုလ်ရဟန်းမင်းကြီး Francis ဟာယခင်ယဟန်းမင်းကြီးတွေထက်ပိုပြီးတော့ရင်ကြားစေတဲ့အမြင်တွေကိုပြသခဲ့ပြီး Catholic Church ရဲ့တရားဝင်သူတင်ချက်တွေကိုတော့ပြောင်းလဲဖို့ဝင်လင်းနေစေဖြစ်ပါလိမ့်။တရားဝင်လိန်သူလက်ထက်မှုကိုအသီးမှမပြုခြင်းဖြင့်လိန်သူဆက်ဆံမှုကိုအပြစ်ရှိရလို့တတ်မှတ်ထားခြင်းပေါ်ဒီဗရီဝါရီတွေနဲ့ LGBT ဂျူပလက်တက်ရှွာလှူရှားသူတွေကဝေဖန်ကြပါလိမ့်။သူဟာတူးချင်းစီကိုဂျိုးစိုးတဲ့သဘောမျိုးပြသခဲ့ပေမယ့်အဖွဲ့အစည်းရဲ့အခြေခံမူဝါဒတွေကိုပြောင်းလဲပြစ်ဖို့အတွက် ရက်ွက်ခဲ့တယ်လို့ဆိုပါရီအဲဒီနောက်မှာတော့နှစ်ဖက်ခြံရည်တည်မှုတွေဟာသူ့ကိုရှေးရိုးဆွဲဝါရီတွေရောလီဘရယ်ဝါရီတွေနဲ့ပါဝေဖန်ခံရမှုကိုဖြစ်စေပါရီထိုင်းနိုင်ငံမှာဆိုရင်တော့တရားဝင်လက်ထက်မှုကိုအတိအမှတ်ပြုထားပြီးလိင်လူဆက်ဆံမှုကိုလည်းခွင့်ပြုပေးထားတာဖြစ်ပါရီသူဟာတူးချင်းစီကိုကျိုးဆွဲတဲ့သဘောထားမျိုးပြခဲ့ပေမဲ့အဖွဲ့အစည်းရဲ့အခြေခံမူဝါဒတွေကိုရောလီဘရယ်ဝါရီတွေရဲ့ဝေဖန်မှုကိုပါခံရစေပါရီကိုကျင်းတရားဆိုင်ရာကိစ္စရပ်တွေမှာသူ့ရဲ့ရည်တည်ချက်ဟာလေဝေဖန်မှုတွေကိုဆွဲဆောင်ခဲ့ပါရီ ကိုဝင်ဖျက်ချခြင်းနဲ့တရီသားစီအုံပြုခြင်းပေါ်သူရဲ့ခိုင်မာတဲ့ကံကွက်မှုဟာအမျိုးသမီးတွေရဲ့ရာပိုင်ခွင့်ကိုထောက်ခံသူတွေရဲ့ဝေဖန်မှုကိုရရှိစေပါတယ်။သူဟာကက်သလစ်ချာချ်ရဲ့ရိုးရာအမြင်တွေကိုထောက်ပံ့ပေးမယ်။ခေတ်သစ်လူအဖွဲ့စီရဲ့တောင်းဆိုမှုတွေကိုလက်လျူရှုကြတယ်လို့မြင်ကြပါတယ်။ဗာတီကန်ရဲ့ဗန်ဒါရေးဆိုင်ရာပွင့်လင်းမြင်သာမှုအားနေတာဒါဟာလည်းပဲပုပ်ယဟမင်းကြီးဖရန်စစ်အပေါ်ဝေဖန်မှုတွေကအခြေအတစ်ခုဖြစ်ပါတယ်။ကက်သလစ်ချာချ်ရဲ့ဗန်ဒါကြီးဟာတမိုင်းကြောင်ရလှည့်ဝတ်ထားလေရှိပြီးအဂရီလိုက်စားမှုနဲ့မသမာသူတွေနဲ့ပတ်သက်တဲ့ဆိုးဆွဲမှုတွေလည်းအများကြီးရှိပါတယ်။ ဗိုလ်ရမ်းမင်းကြီး Francis ဟာဗန္ဓာရေးဆိုင်ရာပြည်ပြင်ပြောင်းလဲမှုတွေကိုလှုံ့ဆော်ဖို့ကြိုးစားခဲ့ပေမဲ့ဝေဖန်သူတွေကတော့ဒီပြည်ပြင်ပြောင်းလဲမှုဟာလုံလောက်မှုမရှိဘူးလို့ထောက်ပြကြပါရည်။ဗန္ဓာရေးဆိုင်ရာလုပ်ငန်းတွေမှာပုံမှုပွင့်လင်းမြင်သာစွာနဲ့တာဝန်ခံမှုရှိတဲ့နယ်လို့သူတို့ကတောင်းဆိုကြပါရည်။ ာမန်လူသားတို့အနေနဲ့ပုံရဟမင်းကြီးဖြစ်လာတဲ့အထိပုံရဟမင်းကြီး Francis ရဲ့ဘဝဟာစိတ်ဝင်စားစရာကောင်းတဲ့အတွေ့အကြုံတွေနဲ့ပြည့်နှက်နေကြအောင်အခုမှပဲတိမတ်ရပါတော့တယ်။သူဟာရိုးသားမှုစာနာထောက်ထားမှုနဲ့လူမှုရေးတရားများတားမှုတွေကိုအလေးထားတဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာမှာပါ။ဒါကြောင့်ကဘာတော်ဝန်ကလူတွေရဲ့ချစ်ခင်လေးစားမှုကိုရရှိထားပြီးသားဖြစ်ပါရည်။